ီကရအေဘီလာနေရနေ့ကနေလကုံ30ရက်နေ့ထိအပြည့်အကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်ကတောင်ပီနောင်ချူမြို့နယ်ထက်ကတောင်ခမ်းစစ်မြေပြင်မှာအေဘီလာတလထဲအစင်ငွေဘုံ၄ချိန်နဲ့ဘုံတီ38လုံးအုံပြုတိုက်ခိုက်ခဲ့ပါတယ်။နော်ဘုံငေါ။အစင်ငွေဘုံ၄ချိန်တိုက်ခိုက်ရမှာအေဘီလာ6ရက်နေ့က3လုံး၊အေဘီလာ20ရက်နေ့က15လုံး၊အေဘီလာ24ရက်နေ့က10လုံးနဲ့ ဧပြီလ28ရက်နေ့ကဆက်တလုံးစုစုပေါင်းအစင်ငွေပုံ39လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အစင်ငွေပုံနဲ့တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ဟာလေကြောင်းကနေဘုံအလုံးရေ32လုံးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်စီအမြော့တပ်စခန်းဖြစ်တဲ့အမက်900နှစ်နဲ့453တပ်စခန်းကနေလဲဟော်ဝီဇာလက်နက်ကြီးနဲ့26ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာတလတာတွင်းမှာတောင်ခမ်းစစ်မြပြင်ပါဝင်တောင်ပြည်ထက်ကမြို့နယ်တချို့ကို drone လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေပါဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့တောင်ခမ်းစစ်မြေပြင်မှာမိမိတို့ PSLF TNA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုတဖက်သက် drone စစ်စင်ရေးတွေပြုလုပ်နေတယ်လို့အနီးနားတဝက်ကကြေးရွာတွေကိုလည်းဟဝီဇာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေနေ့စဉ်စတိုက်ပြုလုပ်နေပါတယ်။ဒါအပြင်စစ်ကောင်စီတပ်အနေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့တောင်ပြည်တက်ကမြို့နယ်တချို့ကိုလေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပြီးတော့ပြည်ကရက် AB လ30ရက်နေ့ညနေပိုင်းကမုကုတ်မြို့နယ်ထက်က တိစိတ်ကုန်းနဲ့ကြောက်ပုတ်ကျေးရွာကြားကိုလေချောင်းကနေပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။မနစ်မီလတရက်နေ့မှာလဲနှောင်ချုံမြို့နယ်ထက်ကလုံခံကျေးရွာထက်ကိုလေချောင်းကနေဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့မိမိတို့ PSLF TNA တပ်ဖွဲ့ဝင်တွေရှိတယ်လို့ယူဆရတဲ့တောင်ခမ်းကျေးရွာထက်ကိုအမှတ်900နှစ်နဲ့453မြောက်တက်စခန်းကနေဟောက်ဇာလနဲ့ကြီးအပါဝင် drone နဲ့ပြစ်ခတ်တိုက်ခိုက်တာတွေတစ်ဖက်သက်ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာမိမိတို့ဂျီနောင်မမိတ်သုံးဖက်ကပြည်အကြောင်းကြေညာတဲ့ AB လတလတာတွေ့မှာစီအာဖီတင်းတာတွေပြုတ်လုံနေသလိုတစ်ဖက်တက်သူစစ်စင်နေပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလေကြောင်းကနေနေစဉ်ဆက်တိုက်ဘုံကျဲတာတွေပြုတ်လုံနေပါတယ်ခင်ဗျာကျွန်တော်မိုင်းအမ်ကိုပါ